ပြည်သမ ्या အလုံးမင်္ဂလာပါခင်ဗျာအပတ်စဉ်ချန်နယ်ကနေတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်တင်ဆက်မဲ့အချိန်ဖြစ်ပါတယ်ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်ကတော့ထုံးစံတိုင်းပဲဘောလုံးနဲ့ပတ်သက်ပြီးတော့ဒီနေ့အာပြည်သက်တွေကြားမှာအပြောဖြစ်နေဆုံးအကြောင်းအရာတွေအပြင်ဒီနေ့မှာပြည်သက်တွေအကြိုက်တွေးမဲ့ဘောလုံးပွဲစဉ်တွေကိုကျွန်တော်တို့ညီကိုတွေကဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်ဒီနေ့အစီအစဉ်မှာကျွန်တော်မြတ်သူရနဲ့ကိုစိုးရိုးသောကိုချင်းညီတို့ကထုံးစံတိုင်းပဲပါဝင်တင်ဆက်တော့မှာဖြစ်ပါတယ်ခင်ဗျာအခုရေမင်္ဂလာပါမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီဘက်ပြန်ဆောင်ကြပြီဟုတ်ကဲ့အဲတော့ ပရီးမီးယားလိဂ်ကလည်းပြီးခဲ့အဓိကတော့ပရီးမီးယားလိဂ်ပဲပြောပြကြတာပေါ့နော်ပြောပြကြတယ်အာဒီတစ်ပတ်ကတော့တော်တော်လေးပွဲဆူတဲ့ရက်သက်တစ်ပတ်ဖြစ်ခဲ့တယ်ပေါ့နော်ပြပြလေးကတော်တော်လေးအမတန်တော်တော်လေးမဟုတ်အမတန်ကိုစူပြီးတော့အခုထီကိုဟုတ်လိုက်တယ်မုန်တိုင်းထိုင်ပြီးတော့အခုထီကိုမတိတ်စိတ်သေးတဲ့ရံဝန်းတစ်ခုဖြစ်နေတယ်ပေါ့နော်နော်ဟိုဘယ်လိုလေဖျားနဲ့ရံဝန်းလားနောက်တော့မုန်တုံလေးဘာကိုဆိုးလို့နေလဲကျွန်တော်သဘောပေါက်နေပါပြီနောက်တော့မုန်တုံလေးအားကောင်းနေရလားပေါ့ကဲအဲ့တော့ပရီးမီးယားလိဂ်ပွဲစဉ်တွေအကြောင်းပဲဒီနေ့ စပြီးတော့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့စနေနေ့မှာပြောမယ့်ပွဲနဲ့၃ပွဲဖြစ်နေတော့ပွဲစဉ်တွေပဲတိုက်ရိုက်သွားလိုက်ချင်ပါတယ်เนาะအဲ့တော့အာကုစုဝင်းတော်ပဲစပါအောင်ကျွန်တော်တို့ဒီနေ့၈ခွဲပွဲ၈နာရီခွဲပွဲတွေကချဲစီစန္ဒလန်ပွဲလေးကိုအရင်ဆုံးစပြီးတော့သုံးသပ်ချင်ပါတယ်ချဲစီကလည်းပြီးခဲ့တဲ့ဘက်ကနိုင်ထားတော့ဒီပွဲအခြေအနေလေးဘယ်လိုရှိမလဲကုစုဝင်းတော်စပြီးတော့သုံးသပ်ပေးပါဦးဟုတ်ကဲ့ပါစနေကပွဲကောင်းနေအများကြီးပါနေပါချဲစီပွဲရှိတယ် United ပွဲရှိတယ်လေဘာဘူးပဲရှိတယ်ဆိုတော့၃ပွဲဖြစ်သွားတော့ခါတိုင်းလို့တော့ကျွန်တော်အများကြီးတော့ပြောလို့မရပါဘူးเนาะအဲ့တော့ Chelsea က ီးခဲ့တဲ့ဘက်က forest နဲ့ပွဲမှာသူတို့နိုင်ပွဲရတယ်အဲ့မတိုင်ခင် international break မတိုင်ခင်မှာသူတို့ liverpool ကိုနိုင်ပြီးတော့နည်းနည်းလေး return လေးရတော့ပြန်ပြီးတော့ဒါ chelsea ရဲ့ပြန်ကောင်းလာပြန်ကောင်းလာပြီပေါ့နော်အချိန်တခုပြန်ရောက်လာတယ်အခုဆိုအစင်ကသူနဲ့ကစားမဲ့ဆန်နာလန်ကယက်တီမှုရတော့သူနဲ့တဆင်မဲ့กว่าလေရမတ်ကလည်းအတူပေါ့နော်သူပြောချင်တာရမတ်တူနေထားမှာဂိုးကကြောက်ချက်နဲ့အပေါ်အောက်ဖြစ်နေတယ် chelsea ကဆန်နာလန်အစင်ခွန်ဆိုတော့တိတ်မကွာဘူးအသိဉာဏ်တင်းတင်းနေပြောမှာဆို chelsea ကအခုမှ သူ့ရဲ့လမ်းကြောင်းမှန်တစ်ခုကိုပြန်ရစပြူလာစန္ဒလိုင်းကတော့အသိငယ်တသိငယ်နဲ့ပြောမှဆိုရင်တာထွက်တဲ့ကသူ့ရဲ့ပုံမှန်ရတန်လေးတစ်ခုကိုထိန်းထားနိုင်ခဲ့တယ်စန္ဒလိုင်းကလည်းဒီဘက်မှာပြီးခဲ့တဲ့ဘက်မှာဒါဟူဗာဟန်တန်ကိုနိုင်ထားရဆိုတော့စန္ဒလိုင်းကကစားခတ်တဲ့အသိပေါ့နော်ဟိုရှိတဲ့ဘက်ကယူနိုက်တက်ကိုမရှုံးခင်ဒီသူကတောက်လျှောက်ကိုပုံစံကောင်းပြလာခဲ့တဲ့အသိဆိုတော့ဒါချက်စီအတွက်သတိထားလိမ့်မယ်ထင်တယ်ချက်စီကပြီးခဲ့တဲ့နောက်ဆုံးကစားတဲ့ Forest နဲ့ပွဲမှာဆိုရင်ဒါနီဗာမာရက်စ်ကဟိုပွဲပယ်ကြောင်းလက်ထောက်နီဗာဝီလီကာဗယ်လီကိုကင်တယ်အဲ့ဒီပွဲမှာလည်းထူးခြားတာဒါ Trouble change ကြီးနေလောက်ပြီးတော့ပါနော်လူစားပြောင်းလဲမှုတွေမှာကစားသမား၃ယောက်လောက်ဒုတိယပိုင်းမှာပြောင်းလိုက်တယ်အဲ့နောက်ပိုင်းမှာသူရတ်ရတ်လက်တွေဟုတ်ကဲ့ချက်ချင်းပြောင်းသွားတယ်အဲ့ရှေ့တပွဲလီဗာပူးနဲ့ပွဲမှာလည်းအဲ့လိုပဲကစားသမား၃ယောက်ကိုချက်ချင်းပြောင်းတယ်ရတ်လက်ကအချိုးကွေးတွေချက်ချင်းဖြစ်လာတယ်ဆိုတော့ဒီအပြောင်းလဲလေးတွေကြားမှာ Chelsea ကတော့အလုပ်ဖြစ်နေတယ်ဟုတ်နည်းနည်းလေး Chelsea နဲ့ပတ်သက်ရင်ကျွန်တော်စိုးရိမ်တဲ့အချက်ကသူတို့ရဲ့ကစားသမားတွေကပွဲတိုင်းဒီပါဒါ Lincoln နဲ့ Liverpool တပွဲပဲနောက်ဆုံး Champion League နဲ့ Premier League အလုံးပေါင်း၅ပွဲမှာအနည်းဆုံးတစ်ယောက် စားသမားမဟုတ်ရင်နီးပြထုတ်ခံနေရဆိုအဲ့ဒါကတော့နည်းနည်းလေးစီကံပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်ချက်စီးအတွက်တော့သတိထားမဲ့အချက်လို့ထင်တယ်ဒီဘက်မှာလည်း Gusto ကအဲ့လိုပဲပွဲပွဲကြောင့်မပါနိုင်ဘူးသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ကိုဝဲတို့ဒီလက်တို့ပါမာတို့လို့တကယ်ကို key player တွေမပါသေးဘူးဆိုတော့သတိထားတော့ကစားရမယ်အိမ်ကွင်းဆိုတော့ဆန်နာလင်းအတွက်ဟိုဆန်နာလင်းနေနေလဲချက်စီးကွင်းမှာတော့မလွယ်တော့ဘူးဒါပေမဲ့ချက်စီးတွက်ကတော့တခုရှိတာပြီးခဲ့တဲ့ return လေးတွေကိုထိန်းထားနိုင်မယ်ဆိုရင်တော့ဒီအမှတ်ပေးစရာထိပ်ပိုင်းကအသင်းတွေကိုဖိအားပေးခွင့်ရဖို့အတွက်ဒါအခွင့်အရေးကောင်းလို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ အဲ့တော့ဒီရာဒီကရာဒီအစဘိုင်းလေးပဲရှိပါသေး။အတင်းတွေကရှစ်ပွဲလောက်ပဲရှိ။ဟုတ်နော်ရှစ်ပွဲသရှစ်ပွဲလောက်မှာအတင်းတွေကအခုနိုင်လိုက်တော့ကြိုင်းပြန်မနိုင်လိုက်ခဏနေပြန်ပြီးတော့တည်ငြိမ်လာလိုက်ခဏနေပြန်မတည်ငြိမ်လိုက်လူတွေပဲအဲ့လိုလေးဖြစ်နေတယ်။အဲ့တည်းက ဟိုချဲစီကလည်းအဲ့လိုတွေတသိမ်းပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့မဆိုးရင်တော့ပြောခဲ့သလိုပဲရလာလေးကမဆိုးဘူးပြန်ဖြစ်လာတယ်ပေါ့တက်လာဒါပေမဲ့ဟိုသူတို့ဟိုနိုင်ပွဲလေးတွေရလာတယ်ဆိုပေမဲ့သူတို့ကိုယ်တိုင်ကိုဆိုးရင်တော့ပြောသလိုပဲရုန်းကန်နေတာကိုတွေ့ရတယ်အဲတပွဲတို့ပုံစံမျိုးလေးတွေအဲတပွဲတပွဲအမှတ်စုဆောင်မှုတော်တော်လေးကြိုးစားရေးရှိဆိုတာတဲ့လက်တလို့အဆင်ပြေဖို့ပို့ပြီးတော့ကြိုးစားနေရပုံတော့ရအဲ့တော့ခုချင်းကြီးဒီပွဲလေးကိုချင်းကြီးအမြင်နဲ့ဖြည့်ပြီးပြောပါအောင်ဗျ Chelsea ကတော့ကိုတော်တော်လူပြောများနေတဲ့ကြောင့် discipline ဘိုင်းပေါ့နော်စီကံဘိုင်းမှာဒီနောက်ပိုင်းပွဲတွေသူကပွဲတိုင်းဒီဘက်လိုလိုထုတ်ခံနေရရှုံးခဲ့တဲ့ပွဲတွေကနေစတာပေါ့လေဟို United ကိုရှုံးတဲ့ပွဲမှာကိုမရောဘတ်ဆန်ချက်ထုတ်ခံရတယ်အဲနောက်မှာဒါ Brighton နဲ့ပွဲမှာ Charlotte ပဲထုတ်ခံရတယ်ပြီးတော့ လီဗာပူးနိုင်တဲ့ပွဲမှာဆိုလည်းဒီပွဲသိမ်းကိုရပြီးရဲ့အချိန်မှာမတ်စ်ကအလွန်ကျော်အနီးပြအလွန်ကျော်အောင်ပွဲခံရဲဆိုပြီးထုတ်ခံရတယ်ဒီပွဲ Northern Forest ရဲ့ပွဲမှာလည်း3-0နိုင်နေရတော့မှဂူဆိုကနှစ်ဝါတနီထိပ်ပြီးအောင်ထိလိုက်သေးရဲ့ဆိုတော့ player တွေသွားစုလို့မရဘူးသူပါပြခံလိုက်ရတယ်သူပါနီးပြလည်းထုတ်ခံထားရတယ်နောက်ဆုံး3ပွဲသက်တိုင် Premier League မှာကစားမတယောက်ထုတ်ခံထားဆိုစီကံပိုင်းကိုတော့သူတို့အရင်အားနေတာလည်းဖြစ်ချင်းဖြစ်နေတယ်ဒါပေမဲ့သေချာတော့ဒါနဲ့နဲ့ပြန်ပြီးတော့အစီကံပိုင်းကိုတင်းကျပ်ဖို့တော့လိုလာပြီပေါ့လေဒါဟိုမတ်စ်ကရှေ့မှာလည်းပြောပါတယ်ရှုံးတဲ့နှစ်ပွဲပြီးမှလည်းအဲ့လိုပွဲတိုင်းသာပြိုင်ဘက်ကိုအနီးကပ်တွေလက်ဆောင်ပေးနေတော့သူတို့ လူချင်းနဲ့ရက်လက်ကောင်းအောင်ရဖို့မလွယ်ဘူးအတရားသည်ကျွန်တော်ချယ်ဆီကိုသဘောကျရတယ်ဗျကမ္ဘာကလပ်များဖလားရပြီးတော့ရာသီအစတာထွက်မှာပဲလေးစ်ကိုမနိုင်ဘူးအဲ့မှာနည်းနည်းလေးဟိုစိတ်ပူတယ်ချယ်ဆီကဟုတ်ပါမလားဒါပေမဲ့နှစ်ပွဲဆက်ပြန်နိုင်တယ်ရာသီအစသုံးပွဲမှာခုနှစ်မှတ်ရတယ်โอเคတယ် အဲ့နောက်မှာ၃ပွဲဆက်ပရီးမီးယားလိမှာနိုင်ပွဲပြောက်တယ်ဆိုရင်အဲ့၃ပွဲလုံးမှာကျွန်တော်အကြောင်းပြချက်တွေကခိုင်ခိုင်လုံလုံရှိတယ်ဘရန်ဖို့နဲ့တူတူမှာဆိုရင် last minute မှာပေးရတာနောက်ဆုံး minute နောက်ဆုံး second လေးမှာခြေပါကိုပေးရတယ်နောက်မဆိုတူဝဲနဲ့နိုင်မှာဟုတ်ကဲ့ပြီးတော့ United ကိုနိုင်တဲ့ပွဲကလည်း Robert Sanchez ဆော်စီ9မိနစ်လောက်မှာလည်းထုတ်ခံလိုက်ရလို့အဲ့ပွဲမှာသူက10ယောက်17ယောက်နဲ့ဘလို့မှရှင်းမကစားနိုင်ပြီးတော့ Marcus Coughlin လည်းအရင်ကိုစိုးရိမ်စိတ်တွေများသွားတယ်ပါတာပေါ့လေပြီးတော့ Brighton ကို အိမ်ဝင်းမှာရှုံးတဲ့ပွဲကလည်း10နဲ့ခြေဆွဲလဲတာတယ်ရက်လက်လဲတာနေပြီအဲ့အချိန်ကြီးမှာထပြီးတော့တယောက်ထွက်လိုက်တော့ပွဲကပြောင်းပြန်ပြန်လန်ပြီးတော့ဒါမိနစ်80နောက်ပိုင်းမှာတယောက်တာနေ Brighton ခိုးနေပြန်သွင်းပြီးတော့ပြန်နိုင်သွားတာပြောချင်တာတယောက်တာမထွက်အဲ့ Brighton ရဲ့ပွဲလည်းသူရက်လက်ကောင်းမှာ United ရဲ့ပွဲမှာလည်းတယောက်တာမထွက်ရင် အနိုင်ဆုံးတော့သူမရှုံးအောင်ကစားနိုင်လောက်တဲ့ခြေစွမ်းမျိုးသူမှရှိရဆိုတော့ပြောချင်တာကခြေစီးရရက်လက်ဆိုးခဲ့တဲ့သုံးပွဲလုံးမှာအကြောင်းရင်းတွေကရှိခဲ့ last minute လို့ရလောက်တဲ့အခြေအနေတွေရှိ last minute မှာကမကောင်းတာနဲ့ဂိုးပေးလိုက်ရတာတွေတယောက်ထွက်ခဲ့တာတွေကြောင့်ရက်လက်မကောင်းတာအခုနောက်ဆုံးနှစ်ပွဲဒီ Chelsea ကိုပြန်နိုင်တာတွေပြီးခဲ့တဲ့ပွဲမှာ Nottingham Forest နဲ့ပွဲမှာဆိုကျွန်တော်ဘာကိုသဘောကျလဲဆိုတော့အသင်းအဓိကစားမတချို့ကိုအနာပေးထားတယ်တချို့ကလည်းဒဏ်ရာတွေကြောင့်မပါနိုင်ဘူးပွဲပယ်တွေကြောင့်မပါနိုင်ဘူးအရန်တချို့နဲ့ပွဲထွက်လာတာတော့မှပထမပိုင်းမှာ forest ကိုရှင်ကန်နိုင်တယ် forest ကိုမတအားဘူးတော့ထားဒုတိယပိုင်းမှာအဓိကပွဲအလှည့်ပြောင်းကိုင်စီတို့ပဲလက်ရှိ Chelsea ထဲမှာ Palmer ကတိုက်စစ်ပိုင်းအတွက်အရန်ရေးပါတယ်လို့အသင်းတစ်သင်းလုံးကို control လုပ်ပြီးတော့အသင်းရဲ့ balance ကိုတကယ်တည်ပေးနေတာကကိုင်စီတို့ Chelsea လို့ပြောလိုက်တာနဲ့ကိုင်စီတို့ကဒီသင်းမှာ तू မရှိလို့မဖြစ်တော့ဒုတိယပိုင်းမှာကိုင်စီတို့ဝင်လာနဲ့ပွဲရဲ့ ်တန်ပိုတွေရောပွဲ atmosphere တွေရောပွဲကစားဟန်တွေရောအများကြီးပြောင်းအသင်းနှစ်သင်းလုံးရဲ့ပုံစံပထမပိုင်းနဲ့ဘာမှမဆိုင်တော့ဘူးကြောင်းမြန်ဖြစ်သွားပြီးတော့ကိုင်စီတို့ကွင်းလဲဝင်လာချိန်မှာချယ်ဆီကချယ်ဆီစစ်ပြန်ဖြစ်လာတယ်ဒုတိယပိုင်းမှာဂိုးတွေလည်းရတယ်ပြီးတော့ကိုစွန်းစောင်းကပြောသလိုလူစားလဲမှုတွေကလီဗာပူးနဲ့ပွဲမှာလည်းတပြိုင်တည်း travel chain လုပ်တယ်အဲ့ဒီ impact တွေကိုမြင်ရတယ်ပြီးခဲ့တဲ့ပွဲမှာလည်းဒုတိယပိုင်းမှာလူစားပြောင်းလဲမှုတွေလွတ်လိုက်တယ်ပထမပိုင်းနဲ့ဘာမှမဆိုင်တော့အောင်ကောင်းလာဆိုတော့ Chelsea ကတကယ်ကိုအလုပ်လုပ်လာနိုင်ပြီပေါ့နော်ဒီဒီပုံစံတိုင်းသာဒီလူငယ်အစုဖွဲ့နဲ့ဒီလိုလေးသာဆက်ပြီးတော့ သွားနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ Chelsea ကို title race ကတော့ခဏထားအောင် top 4ထဲမှာမနစ်ကလို့ပဲကျွန်တော်ပြန်မြင်ရလိမ့်မယ်လက်ရှိ Chelsea တော့တော်လေးအားရတယ်တစ်ဖက်က Sunderland ကတော့တန်တက်အသင်းအသင်းအနေနဲ့ကျွန်တော်ချီးကျူးစရာစကားလုံးတော့မရှိဘူးတန်တက်အသင်းအသင်းကဒီလိုရာသီအစ9ပွဲ10ပွဲလောက်ပြီးမှ73မှတ်လောက်ယူထားနိုင်တယ်အမှတ်ပေးစရာ9လောက်မှရက်နိုင်တယ်ဟိုနောက်ဆုံး6ပွဲမှာတပွဲပဲရှုံးတယ်အဲ့ဒါလည်း United ကို2-0နဲ့ရှုံးတာဆိုတော့ဘာဖြစ် Sunderland ကိုကျွန်တော်တော်လေးချီးကျူးပါတယ်နောက်ဆုံး6ပွဲမှာ2ပွဲနိုင်တယ်3ပွဲသေးကြတယ်တကယ်ကောင်းတယ်ဒီသင်း Sunderland ဒီလုတ်ပြနေတာကတန်တက်အသင်းအသင်းအနေနဲ့တကယ်ကို ဟိုအလွန်ကြွကြီးပေါ့နော်ကျွန်တော်ထင်ထားတာအများကြီးစင်စားလောက်ပိုကောင်းတယ်တော့ချီးကျူးရမှာထင်တယ်တလက်စာရဲ့ပွဲဖြေလေးကဘယ်လိုဖြစ်မလဲပေါ့ကိုချင်းကျွန်တော်ကတော့ဒီမှာ Chelsea ကိုပဲယူခြင်းပါတယ် Chelsea ကဒါအင်ဂွင်းလေးတွေမှာတော့မစိုးဘူးပေါ့နော်ဒါနောက်ဆုံးအင်ဂွင်းပွဲမှာ Brighton ရှုံးခဲ့တာမျိုးတော့ရှိတယ်ဒါပေမဲ့ဒီပွဲမှာတော့ကျွန်တော်ကရှေ့မှာ Liverpool နိုင်ထားတယ် Forest ကိုလည်းနိုင်ထားတဲ့ဒီသူတို့ရဲ့ ယုံကြည်မှုပိုအားကောင်းနေတဲ့အချိန်မှာတော့ကျွန်တော်စန္ဒလန်လည်းရက်သိပြီလို့ထင်တယ်ဗျစန္ဒလန်နောက်ဆုံး6ပွဲမှာယူနိုက်တက်ရဲ့တပွဲပဲရှုံးထားတယ်ဆိုတော့ကိုကြီးကိုကြီးဒီစီစဉ်မှာလာလာရိုက်တဲ့ဒီ5ပွဲလောက်ရှိပြီပေါ့အဲ့မှာဟိုအဲ့လိုရက်လက်အရင်ကောင်းနေတဲ့ဒိန်းနေဆိုကိုကြီးရက်သိပြီလို့ထင်တယ်ရက်သိပြီလို့ဆိုတော့ကျွန်တော်3လကလောက်ပဲတွေ့ပြီကိုကိုဘော်တော်ဘီကလည်းထင်တယ်အလကားတော့တာပါအသေးနေရလဲအဲ့လိုသွားတာဟိုကျွန်တော်တစ်ခါလေးကြတော့ရက်လက်အရင်ကောင်းနေတဲ့အသေးနောက်ကိုတောက်လျှောက် ကောင်းမယ်လို့တော့ထင်တာပေါ့လေဒါပေမဲ့တခါတည်းကျအဲ့လိုနှစ်ပွဲဆက်သုံးပွဲဆက်လောက်နိုင်ပြီတပွဲလောက်ကချပြီးတော့ဖောက်တက်တယ်ဆိုတော့အဲ့ဒီ trend လေးကိုဟိုဖြစ်တာပေါ့နော်အဲ့လိုမျိုးလေအဲ့တော့ဒီပွဲမှာတော့ကျွန်တော် Chelsea ပဲသဘောကျပါတယ် Chelsea ပဲဟိုဂိုးမပြတ်ရင်သာနေလိမ့်မယ်2-1လောက်နဲ့တော့နိုင်လိမ့်မယ်လို့ထင်တယ်ဟုတ်ကဲ့အဲ့တော့ကုစိုးတော့ဒီပွဲရလက်လေးဆိုရင်ဘယ်လိုထွက်မှာထင်လဲဗျာမှန်ပါတယ် Chelsea ရဲ့လက်ရှိသူတို့ဟိုခြေစွမ်းတဲ့ဆိုင်ရင်စိတ်တက်ပိုင်းပေါ့နော်ယုံကြည်မှုကောင်းနေတဲ့အနေထားရဲ့စနားလင်းတဲ့ကဒုက္ခပေးနိုင်လိမ့်မယ်ဒါပေမဲ့နောက်ဆုံးရလက်ကောင်းတစ်ခုကို Chelsea ပဲယူသွားလိမ့်မယ်ဂိုးတော့ပြတ်မှာမဟုတ်ဘူး Chelsea ရဲ့ခန်းစက်ကလည်းစိတ်မချဘူးဆိုတော့အဲ့လိုအပြန်အလှန်ကိုးနေတဲ့2-1လောက်ပေါ့နော်။နိုင်ပွဲတော့ Chelsea ပဲယူသွားလာမှာ။ဟုတ်ကဲ့။ကိုဆူကြီးရောကိုချင်းကြီးရော2-1နဲ့ဒါ Chelsea နိုင်သွားလောက်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ရာသီစမှာ Chelsea ကအာဟို ဟိုကလပ်ဟောကက်ရပြီးတဲ့အချိန်မှာအများကြီးထက်တွက်ခဲ့ကြရတယ်။အများကြီးညှို့လင်းခဲ့ကြရတယ်ပေါ့လေ။မတိကတဲ့ပူညှို့လင်းနေ။အဲဒါပေမဲ့ရာသီစပွဲစဉ်လေးတွေမှာချင်းနေမကောင်းတာလေးတွေရောလေကျွန်တော်တို့မျက်စီထဲကနေခဏအဲဒီလောက်တော့သူညှို့လင်းလို့မရသေးဘူးလို့ပြန်တွေးတယ်။အဲဒါပေမဲ့ဒီကိုချင်းကြီးပြောသလိုသူရလက်မကောင်းခဲ့တဲ့ခြေစွမ်းမကောင်းတာမဟုတ်ရလက်မကောင်းခဲ့တဲ့ပွဲလေးတွေမှာလက်ခံလို့ရတဲ့အကြောင်းပြချက်လေးတွေရတယ်ရှိရှိနေတယ်။ဟုတ်ကဲ့ပြီးတော့ဟိုကစားသမားတွေရဲ့စီကမ်းပိုင်းဆိုင်ရာလေးတွေထိန်းသိမ်းလိုက်မယ်ဆိုရင်ချဲစီကအရင်ရင်ထွက်နေတဲ့ပုံစံမျိုးမဟုတ်ဘူးဆိုတာလေအခုပြောရလေးမှမြင်ရတယ်ပေါ့နော်။အဲ့တော့ဆိုဘယ်လိုပဲ ြစ်ဖြစ်ဟိုအခုကမပြောချင်တော့ဘယ်တင်းတွေကိုအဆင်ပြေပါတယ်လို့ဘယ်တင်းကအဆင်မပြေလို့တိတ်တော့မပြောချင်တော့ပြောပြောလိုက်လို့ရှင်အဲဒီအားရတယ်လို့ပြောလိုက်ရင်ရှုံးသွားတယ်ဘာမရဘူးလို့ပြောလိုက်ရင်ခံနိုင်တယ်ဆိုတော့အဲ့လိုပြောမှာအဲ့တော့ဒီဘောတော့ဟိုကိုစိုးဝင်းစံနဲ့ကိုချင်းညီနောက်ကိုပဲ ကျွန်တော် follow လုပ်လိုက်တာကောင်းပါတယ်အဲ့တော့ Chelsea ဒီပွဲအနိုင်လေးနဲ့ကျွန်တော်နောက်တစ်ပွဲဆက်ပြီးပြောချင်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ဝမ်းသာစရာကောင်းတယ်ဒီဒီပတ်တွင်းမှာလှုပ်လှုပ်ရှားရှားတွေဖြစ်ခဲ့တဲ့အဲ Liverpool နိုင်ပွဲရခဲ့တဲ့ Man U ကြောင့် United ကြောင့်ပြောမှာပွဲပေါ့နော်အဲ့တော့ United က Brighton နဲ့အိမ်ဝင်းမှာကစားရမယ်နောက်တစ်ခုကျွန်တော်ဒီဒီပတ်မှာဝမ်းသာတာရှိတယ်ဟိုကျွန်တော်တို့ဒီဒီမြန်မာနိုင်ငံထဲမှာရှိတဲ့ ဒီဘောလုံးပြည်သက်တွေအများအပြားပေါ့လေပြီးတော့နေပယ်ဆောင်ကလူပုဂ္ဂိုလ်ပေါင်းများစွာပေါ့လေကျေးဇူးတင်ကားလေးပြောချင်တာပေါ့ဒီဘောလုံးဆိုရဲနေပယ်တွေကိုအားလုံးဟိုဝမ်းသာရနဲ့အများကြီးဝင်ရောက်လာတော့ပျော်စရာကောင်းတာပေါ့ဗျာလူတွေအများကြီးဖြစ်အရင်တော့လူနေနေလေးဟာဒီဘောလုံးကိုလောရတာလူနေနေလေးပေါ့အခုကလူအများကြီးဖြစ်လာတယ်အဲမျိုးစားပေါင်းစုံပေါ့လေဟုတ်ဆိုတော့ဟိုဘောလုံးနဲ့ပတ်သက်ပြီးတော့နေပယ်ဆောင်ကနေပယ်ဆောင်ကဝေဖန်ကြတာတွေဆွေးနွေးကြတာတွေပြောဆိုကြတာတွေဟုတ်ဆိုတော့ပျော်စရာကြီးပေါ့လေအရင်တော့က လူနေနေလေးလက်တဆုပ်စာလောက်ကနေခုပင်လေပြင်းလောက်ခြေပြန့်လာတဲ့ဒီဘောလုံးနဲ့ပတ်သက်တဲ့ဒီဆွေမျိုးသားချင်းတွေမိတ်ဆွေတွေအများကြီးပေါ်လာလဲခြေနဲ့ဆရာကောင်းတယ်ပေါ့နော်။ကဲအဲအဲအဲ့တော့ United အကြောင်းလေးစမ်းဒါလေးပြောပြတာပေါ့။အဲ့တော့ United က Brighton နဲ့ဆက်နိုင်အောင်မလာပေါ့နော်။ဆက်နိုင်အောင်မလာပေါ့နော်။တော့ရှော့ကဘယ်နှပွဲလဲမသိဘူးဆိုနေတာ။နှစ်ပွဲဆက်နှစ်ပွဲဆက်ပထမဆုံးဒီနည်းပြလက်အောင်မနိုင်နော်။အဲ့တော့ခုဆိုရင်တော့ပဲစပြီးတော့ဘယ်လိုမြင်လဲပေါ့။ United သုံးပွဲဆက်နိုင်အောင်မလာပေါ့နော်။ဒီပွဲပေါ့ခုဆိုရင်တော့အမြင်လေးဆွေးနေပါဦး။ ယူနိုက်တက်ကကျွန်တော်ဒီကိုမြတ်သူရနဲ့ဒီမှာလာပြောတဲ့ထဲမှာသူနဲ့ပတ်သက်ရင်ကျွန်တော်တိတ်ပြီးတော့ဟိုဘောနော်အားမရတဲ့အပိုင်းလေးတွေကိုကျွန်တော် ပြောကြတယ်ရက်လက်လေးတွေကောင်းနေတော့မှသူနဲ့ပတ်သက်ကျွန်တော်အားနေချက်လေးတွေကိုအများရန်အများရန်ဖြစ်ဖြစ်ပြီးပြောကြတာထုတ်ထုတ်ပြောကြတာဘောနော်ဆိုတော့ပြီးခဲ့တဲ့အပတ်လေဘာဝုနဲ့ပွဲမှာလဲသူစန္ဒလန်ကိုနိုင်ထားတယ်ခြေစွမ်းပိုင်းရဒါသူကအကောင်းလက္ခဏာပြလာတယ်ပြီးတော့နီးပြအမိုရင်ကိုအသင်းပိုင်ရှင်ကယာတူးအတွက်အာမခံချက်ပေးလိုက်ပြီးဆိုဒါတွေကအသင်းနဲ့ပတ်သက်ရင်သူ့ရဲ့ဟို background နေကြည့်မယ်ဆိုတော့ဒါအပေါင်းလက္ခဏာစောင့်နေတယ်ဒါပေမဲ့ခြေစွမ်းရ လီဗာပူးကိုရှင်ကန်လန်လောက်တဲ့အနေအထားမျိုးရှိပါမလားလို့ထင်ခဲ့ပေမဲ့လီဗာပူးကွင်းမှာ10နှစ်တွင်မှာဒါပထမဆုံးနိုင်ပွဲကိုဒါ2016နောက်ပိုင်းပြန်ရခဲ့တယ်ဆိုတော့တကယ်ကွန်ယူတာကောင်းပါတယ်အဲ့ဒါကြောင့်လည်းအခုပြောတဲ့ချိန်မှာပြောတဲ့ဒီဘောလုံးနဲ့ပတ်သက်တဲ့အတိုင်းဝိုင်းအကုန်လုံးကအိုးအော်တောင်းနေနေနဲ့အောင်ပွဲခံကြပျော်ကြပါကြလဲမြင်ရတာပေါ့နော်အခုပြောဆိုနေပယ်ဆောင်ကဘောလုံးကိုစိတ်ဝင်စားလာတဲ့အတွက်တော့အသိမပြုပါရတယ်အဲ့တော့ဒီပွဲမှာလောက်ပြနိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ရှေ့မှာတန်တရာတွေကိုအမိုရီနဲ့ယူနိုက်တက်ခြေဖြတ်နိုင်လိမ့်ဖြတ်နိုင်သွားပြီလို့ကျွန်တော်တို့ကအသိမပြုပါမယ်အဲ့လိုမဟုတ်ဘဲနဲ့ တခုပြန်ပြီးတော့ quit ထစ်အောင်မယ်ဆိုရင်တော့အရင် United ကိုပဲမြင်ရမှာเนาะတစ်ဖက်ကလည်း Brighton က shot တွေ့လို့မရဘူးဒီဟာဒီအသင်းကြီးတွေနဲ့တွေ့ထားတဲ့ပွဲတွေမှာတပွဲမှမရှုံးတာဘူးဒါအသင်းကြီးတွေကိုထောက်ရှောက်နိုင် Chelsea ကိုနိုင်တယ် Man City ကိုနိုင်တယ် Spurs ကိုသီးရီကန်ထားတယ်တော်တော်လေးပြအားရစရာကောင်းတဲ့ပုံစံမျိုးပြထားတယ်ဆိုတော့ဒါ United အတွက်တေချာပေါက်အဆန်းသက်ခံရမှာပဲဒီလိုပွဲမျိုးကိုအမှားကြီးမရှိနိုင်ခဲ့မယ်ဆိုရင်တော့ United ကယာတီကုံမှာဒီထိတ်ဆုံး6သင်းသူ့ရဲ့နေရာထိတ်ဆုံး6သင်းအဲ့ထက်မြင့်ထိတ်ဆုံး4သင်းကိုပြန်မှန်းနိုင်တဲ့အနေအထားမျိုးပြန်ရောက်လာလိမ့်မယ်ထင်တယ် အဲ့တော့ခုဆွေးနွေးပြောရလဲဒီ United အတွက်စိတ်ဝင်စားစရာကောင်းပါတယ်အဲ့တော့ခုချင်းညီတွေနောက်တစ်ခုမေးချင်တာပေါ့နော် United ပြန်လာပြီပြန်လာပြီဆိုတာလေဟိုဟိုရာပင်းတိတိနေပြန်လာလားမလို့လဲတော့မသိဘူးပြန်လာပြီဆိုတာခဏခဏပြောကြတယ်ဒါပေမဲ့အဲ့ပြန်လာတာဘယ်တော့မှလည်းရောက်မလာဘူးပေါ့လေဒီတစ်ခါဒီဘွေးတော့နိုင်ခဲ့မယ်ဆိုလို့ရှိရင်တကယ်ပဲပြန်လာနိုင်တော့မှာလားကုဆွင်းတော်ပြောတဲ့ယူလိုက်တဲ့ဆိုတော့လမ်းကြောင်းမှန်ပေါ်က အဲဒီဒီလမ်းကြောင်းမှန်ဖို့ရောက်လာမဲ့ United ဒီတစ်ခါတော့တကယ်များပြန်လာတော့မလားပေါ့နော်ဘွဲ့နိုင်လဲလို့ရှိရင်ကိုကြည့်ကြဘယ်လိုမြင်လဲတတော်တော့ဟိုပြောရတော့ခက်သားပေါ့ကွာဒါပေမဲ့ဒီကျွန်တော်တို့ဘာလို့လဲဆိုတော့ United ကရှေ့မှာကျွန်တော်တို့ဒီတစ်နှစ်နှစ်နှစ်လောက်ဒီအမိုးရင်လက်ထက်မှမဟုတ်ဘူးတဟန်လက်ထက်မှာရောရှေ့မှာနီးပြတွေရောအဲ့လို consistency မဖြစ်တဲ့ပြဿနာတွေကတောက်လျှောက်မြင်ခဲ့တာကျွန်တော်တို့ဒါကိုပဲပြောနေတာရှေ့မှာဟိုမထင်မှတ်ဘဲနဲ့ Chelsea ကိုထနိုင်လိုက်တဲ့ပွဲရှိတယ်ပြီးတော့ Brentford နဲ့ပြန်ဖြစ်ပြန်ရောပြန်ခွေထက်သွားပြန်ရောအဲ့တော့ပြီးတော့ ထပ်ပြီးဆန်ဒါလန်ကိုနိုင်လိုက်တဲ့အချိန်မှာလည်းလီဗာပူးနဲ့မှာထပ်ပြီးတော့ဖြစ်အောင်မှာလားအလုံးစိတ်ဘူးတပွဲနိုင်လိုက်တိုင်းယူနိုက်တက်ကိုမယုံရဲဘူးဒါပေမဲ့အခုနှစ်ပွဲဆက်နိုင်ထားပြီနောက်ဆုံး၄ပွဲမှာဆိုရင်ဘရန်ဖုတ်နဲ့တပွဲပဲရှုံးထားတယ်အဲ့မှာတော့မှဘရူနိုပယ်နတီလွဲထားလို့ပယ်နတီသာမလွဲဘူးဆိုအဲ့ပွဲလည်းမရှုံးဘူးဒါအချိန်လေးကကောင်းနိုင်တယ်အချိန်မှာချဲစီကိုနိုင်ထားရှိတယ်ဆန်ဒါလန်အရန်ကောင်းနေတဲ့အသင်းကိုနိုင်ထားတယ်လီဗာပူးလိုအန်ဖီကိုကိုဆုံးတော့ပြောလို့၉နှစ်လောက်ရှိပြီ၂၀၁၆တည်းကမနိုင်တာဟိုတက်နိုင်တယ်ဆိုတော့တော်တော်ကိုအားရဖို့ကောင်းတယ်ဒီတစ်ဖက်ကိုဒီခြေစွမ်းဒီပွဲပြီးမှအမောရင်ပြောသလိုပေါ့ တို့ပြောနေတာဒီလို separate ဒီလိုခြေစွမ်းဒီလို consistency ဖြစ်တဲ့ဟာဒါကိုဆက်ထိန်းနိုင်ဖို့အမွေလည်းအဲ့ဒါပဲပြောတယ်။နောက်ပတ်မှာလည်းတို့အဲ့လိုဒီလိုဆက်လုပ်နိုင်ဖို့ကိုတို့ကြိုးစားသွားမယ်ဆက်ပြီးတော့အဲ့တော့ United ကိုယ်တိုင်ဒါကိုလုပ်နိုင်ပြီဟေ့ဆိုရင်တော့ကျွန်တော်တို့အတိမတ်ပြုအကိုပြောတဲ့မေးခွန်းမှာမင်းပြန်လာပြီလားဆိုရင်တော့ပြန်လာဖို့အရေးအယောင်နေကျွန်တော်မြင်နေရပြီ။ တကယ်ပြန်လာမလားဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရအောင်ဒီနှစ်ပွဲသာလောက်ဒီသုံးပွဲသာလောက်လင်းနေမင်းပြန်လာပြီလို့ကျွန်တော်ခေါင်းစဉ်တက်လိုက်ရင်တော့ပြန်သွားပြီဆိုရင်ဟာတိုင်းဖြစ်နေဦးမှာအဲ့တော့ကျွန်တော်အရေးအယောင်တော့မြင်နေရပြီအရေးအယောင်လေးတော့မင်းပြန်လာမယ့်အရေးအယောင်လေးအရေးအယောင်လေးတော့မြင်ရပြီဟိုအမိုးရင်ပြောပြောနေတဲ့ system တစ်ခုအောင်မှာအလုပ်လုပ်တယ်ဆိုတာမျိုးကို မြေခံစားလာပြီကွယ်ဆန္ဒလမ်းလက်ပွဲမှာတကယ်လို့မျက်မြင်မှာအဲ့လိုခံစားတာတကယ်ခံစားလာပြီနှစ်ပွဲရှိပြီဆန္ဒလမ်းလက်ပွဲမှာလည်းပြိုင်ဘက်ကိုလုံးဝစီးပိုးပြီးတော့ဟုတ်ဟိုပြိုင်ဘက်ကသူ့ကိုဘာမှပြန်မလုပ်နိုင်တော့ဘူးဆိုတာမျိုးကိုမြင်လာခံစားလာပြီးခဲ့ဘက်ကပြောရတယ်ဒီ United ရဲ့ဒီယာစီပွဲထဲမှာဆန္ဒလမ်းနဲ့ပိုးရတော်လေးကောင်းနေတယ်ဆိုတော့ပြီးခဲ့တဲ့ Liverpool နဲ့ပွဲမှာလည်း Liverpool ရဲ့ဒီတိုက်စစ်တွေကိုသူခံဖို့ကြီးပဲမဟုတ်ဘဲနဲ့ counter တွေကိုပြန်သွားဖို့အတွက် Armand ကို right wing မှာသုံးပြီးတော့ Ambumo နဲ့ Armand ရဲ့ဒီညာချမ်းကနေပြီးတော့ လီဗာပူးပြိုင်ဘက်ကဘယ်တောင်မှခံစစ်ကို overload နဲ့ဖိအားပေးတဲ့ဒီနီးစနစ်တွေပြီးတော့သူတို့ရဲ့ဘောလုံးရရင်မလုံးမဲတိုက်စစ်မှာဘောလုံးကင်တဲ့အချိန်မှာယူဂျီပူးရှိရှိနဲ့ကင်ပြီးတော့အလုပ်လုပ်နေတာတွေအဲ့ဒါတွေကပြီးခဲ့တဲ့200တိလောက်တည်းမှာ United မှာကျွန်တော်မမြင်ခဲ့ရတဲ့ရတယ်အဲ့တော့ပြီးတော့ unity ဖြစ်လာတယ်အသင်းလိုက်စုဖွဲ့မှုတွေကောင်းလာတယ် system တစ်ခုအောင်မှာအလုပ်လုပ်လာတော်တော်လေးကိုတိုးတက်မှုတွေမြင်လာတယ်ဒါပေမဲ့ဒါတပွဲစားလားနှစ်ပွဲစားလားကျွန်တော်စောင့်ကြည့်ရအောင်မယ်ဒါ၄-၅ပွဲလောက်ဇက်တိုက်ဒီလိုမျိုးမြင်လာပြီဆိုရင်တော့အခုမေးတဲ့မေးခွန်းမှာရဲဝုံးကိုပြောလို့ရပြီတကယ်ပြန်လာပြီလို့ပြောလို့ရတယ် ဒါပေမဲ့ကျွန်တော်တို့နောက်ထပ်နှစ်ပွဲသုံးပွဲလောက်တော့ဆက်ပြီးအချိန်ယူပြီးတော့စောင့်ကြည့်ဖို့လိုမယ်ထင်ပါဟုတ်ဟုတ်အဲ့တော့ကိုချင်းကြီးပြောသလိုပဲရလက်ဆိုတာထက်လောလောဆယ် United က Amore ရဲ့သူပြောတဲ့ system တစ်ခုတည်းမှာဝင်လာပြီးဆိုရင်တော့ရလက်ဆိုတာထက်အားလုံးကိုပရိသတ်တွေကလက်ခံနိုင်လောက်တဲ့အချိန်တခုရောက်လာပါတော့နော်ပရိသတ်တွေမြင်ကြရတာလဲဒါပဲပေါ့နော်ဆိုတော့အဲ့တော့ကိုချင်းကြီးကတော့ အရေးရောင်တော့မြင်နေရပြီစောင်းတော့စောင့်ကြည့်ခြင်းသေးတယ်ကျွန်တော်အမှန်တော့စောင့်ကြည့်နေတော့ဘူးအဲစောင့်ကြည့်ရင်လည်းပဲပြင်ပြင်သွားတာလေမြင်နေရတော့လေအဲ့တော့ကေထားပါတော့ဒါကတော့အားသားနေလေပြအဲ့တော့ခုဆိုရင်တော့ပဲဒီပွဲရလက်ဆိုရင်ဘလို့ထွက်လာမလဲဒီဘက်ကလည်း Brighton လည်းဟိုအလုံး Brighton ကြောင့် Brighton တွေကအတိကြပါတယ်အဲ့တော့ Brighton လည်းမပေါ့တဲ့မလွယ်တဲ့အာပြိုင်ပွဲအတင်းတင်းအဲ့တော့ခုဆိုရင်တော့ဒီပွဲရလက်လေးဘလို့ထွက်လာမလဲမြင်လဲပေါ့နော်အမှန်တိုင်းပြောရရင်တော့ Brighton က United ထက်တောင်တကယ်ဘောလုံးကစားနေရမှာစနစ်ရှိတဲ့အသင်းပေါ့နော်ဒီပြားတွေပြောင်းသွားတယ် ဟုတ်ဒေဇာဘီပြောင်းသွားတယ်လက်ရှိနေပြခါဇလာလက်ရောက်လာတယ်အသင်းရဲ့ပုံစံဘယ်တော့မှမပြတ်သွားဘူးစနစ်တစ်ခုအောက်ကိုရိုက်သွင်းထားတဲ့အသင်းသူတို့ရဲ့ဒီ transfer policy တွေပြီးတော့အသင်း management တွေကလည်းအရန်ကောင်းတဲ့အသင်းဒီသင်းကအောင်မြင်မှုတော့ဘယ်တော့မှရမှာမဟုတ်သူကဘာလို့ဆိုအသင်းကိုတိဆောက်ပြီးကစားသမားတွေကိုရောင်းစားတယ်ဒါပေမဲ့အဲ့လိုကစားသမားတွေသူတို့ရဲ့ကစားသမားတွေကိုဒီကမ္ဘာဘောလုံးပြည်သက်တွေကမ္ဘာဘောလုံးလောကစိတ်ဝင်စားလာအောင်เนาะအမြဲတမ်းအယောင်တင်ပြီးသူကလှုပ်ဟိုဒါဟိုအမြဲတမ်းအစဉ်အမပြတ်လှုပ်နေတဲ့အသင်းဆိုဒီပွဲမှာလည်းသိကြတာ Brighton က United ကွင်းမှာအဲ့လိုပုံစံမျိုးပဲ ရလက်ဖြစ်ဖြစ်ရဖြစ်ငါတို့အကောင်းဆုံးဖြစ်အောင်ကစားပြမယ်ဆိုတော့စိတ်မျိုးနဲ့လာမှာအဲ့နောက်မှာရလက်ကောင်းသွားတာလည်းဖြစ်နိုင်တယ်လို့မလိုလားတဲ့ရလက်ဒီထွက်ကောင်းလဲထွက်လာတယ်။ဒီကြတာ United ကိုရှိန်နေမဲ့တင်လည်းမဟုတ်ဘူးကြောက်နေမဲ့တင်လည်းမဟုတ်ဘူး။ခုနကဒါကျွန်တော်တို့ပြောပြီးသားပါ။အသင်းကြီးနေတဲ့တွေ့ရင်လည်းဒီရာဒီမှာအသင်းကြီးလို့ပြောလို့ရတဲ့ Big 6ထဲက3အသင်းကိုသူမရှုံးထားဘူး။ Newcastle ကိုနိုင်ထားရဆိုတော့အဲ့မှာရမ10မှတ်လောက်ယူထားတယ်။တော်တော်တောင်ကြောက်စရာကောင်းတယ်ဆိုတော့ပြီးခဲ့တဲ့ဘက်ကသာ Liverpool သာ United မနိုင်ခဲ့ရင်ကျွန်တော်ဒီဘက်မှာ United နိုင်မှာမဟုတ်ဘူးလို့ပဲပြောပြကြအောင်ပါ။ဒါပေမဲ့အဲ့အရှိန်လေးကြောင့် အင်ကွင်းမှာတော့ကျွန်တော်ခုနကစောင့်ကြည့်နေတဲ့ဆိုတဲ့ဇာတ်ကဒီလိုပွဲမျိုးနိုင်အောင်ကန်နိုင်ရင်တော့ United ကရာသီကုန်မှာသူ့ရဲ့ level တခုပေါ့နော်အသင်း6သင်းရှိရင်အဲ့6သင်းတော့ဘယ်နေရာအနေနဲ့သူ့အလားသူ့နေရာပဲဗျာ3တင်းတင်း3ရမှာမဟုတ်ဘူး5 6မှာသူတနေရာရတဲ့နယ်လို့ထင်တယ်အဲ့လိုဖြစ်ဖို့အတွက်ဆိုတော့အနိုင်ခံဖို့လိုတယ်ကျွန်တော်ဒီပွဲမှာနှစ်သင်းရဲ့ဖောင်ဖြက်လာမဲ့ဟိုမှာ Brighton ရဲ့ဘယ်လိုခေါ်မလဲဖြုံဖြူပေးခြင်းတဲ့ကစားဟန်ရဲ့ United ကနိုင်မဖြစ်မဲ့ဆိုတဲ့ကစားဟန်ရဲ့အကြောင်းအပြန်လန်နှစ်သင်းကြမှာတကယ်ကို entertainment ပေးတဲ့ပွဲဖြစ်လာမယ် United နိုင်ခဲ့ရင်တော့ 2-1ဆိုတဲ့ရလာမျိုးပေါ့အပြန်လန် twin goal တွေနဲ့နိုင်သွားလိမ့်မယ်ထင်တယ်ကျွန်တော်တော့ United ကိုနည်းနည်းလေးဒီဘက်မှာတော့စွန့်စားပြီးရွေးကြည့်ရွေးကြည့်တယ်ဟုတ်ကဲ့အခုချင်းကြီးရော United နိုင်မယ်ထင်လားရလာဘယ်လိုထွက်မယ်ထင်လဲဟုတ်ကဲ့ပါ United ရဲ့ Old Trafford မှာ Brighton ကို3-0ဆက်တိုက်ရှိပြီးရှုံးထားတာ ဟုတ်ဒီနှစ်တော့ United ပြန်နိုင်ရမယ်နိုင်နိုင်လည်းပြောပါတယ်ကိုစိုးဝင်းကနိုင်မယ်လို့ပြောတယ်မဟုတ်လေအဲ့ဒါကြောင့်နိုင်မယ်လို့ထင်ပါတယ်ကျွန်တော်လည်းဘာလို့ဆိုတော့ Liverpool နိုင်တာပြီ Anfield မှာ Liverpool လို့အသင်းကိုနိုင်ပြီးမှတော့ယုံကြည်မှုက level ကအမြင့်ဆုံးရောက်နေတယ် over confidence မဖြစ်သွားဖို့တစ်ချက်လိုတယ်ပြီးတော့ခုနကျွန်တော်တို့ပြောလို့ဒီပွဲဒီလိုစိတ်တက်ဒီလိုခြေစွမ်းဒီလို unity ဖြစ်မှုတွေကိုတပွဲစာမဟုတ်ဘဲနဲ့ ကယ်ရီထပ်လှုပ်လာဖို့လိုတယ်ပေါ့နော်အဲ့ဒါတွေလှုပ်ပြနိုင်မယ်ဆိုရင်တော့လက်ရှိအချိန်မှာ Brighton ကောင်းတာမှန်ပေမဲ့ United ကလည်းမညံ့ဘူးတိုက်စစ်ခံစေဂိုးသမား Lambert လည်းကောင်းတယ်ခံစစ်လည်းတက်တလာပြီတိုးတက်လာတယ်ကွင်းလည်းလည်းမဆိုးဘူးအဲ့တော့ဘာဖြစ်ဖြစ်အချိန်တွေကောင်းလာတယ်ဒါ United အိမ်ကွင်းနေရာလည်းပြီးတော့ဒီယာဒီမှာအိမ်ကွင်းကဟို Arsenal ရောယာဒီဖွဲ့မှာတပွဲပဲရှုံးတာကျန်တဲ့ပွဲတိုင်းမှာအိမ်ကွင်းမှာနိုင်တာဆန်ဒလန်ကိုလည်းနိုင်တယ်ဘန်လီကိုလည်းနိုင်တယ်ချဲဆီကိုလည်းနိုင်တယ်ယူနိုက်တက်ကဒီယာဒီအိမ်ကွင်းနေမှာဆိုရင်ဟိုခက်ကောင်းခက်လိမ့်မယ်ဒါပေမဲ့ရက်လက်တော့ကောင်းအောင်သူကစားပြနေရမျိုးလို့မြင်ရတယ်ဗောလေအဲ့တော့ ဦးစိုးကပြောလို့ပဲလွယ်မှာတော့မဟုတ်ဘူး Brighton United ကိုအိုးထွက်ဖို့မှာအမြဲဒုက္ခပေးနေကြအသင်းထဲမှာလည်းပါနေတယ်ဆိုတော့သူ့အတွက်လွယ်မဲ့ပွဲမဟုတ်ဘူးပြီးတော့ရှေ့မှာ Man City လည်းဒါ Man City ကိုဆိုနိုင်ထားတယ်ကျွန်တော်ဒါစပါနယ်လည်းတည်ကြထားတယ်ချဲစီကိုလည်းနိုင်ထားတယ်အသင်းကြီးတွေတော်တော်များများ Brighton နဲ့တွေ့ရင်တော်တော်လေးယုံကန်ခဲ့ရတယ်ဆိုတော့ United တွေလည်းလွယ်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ United နိုင်မယ်လို့ပဲကိုဆုံးတော်လည်းအမြင်တူပါရွေးချင်ပါတယ်2-1လောက်ပေါ့နော်ဟုတ်ကဲ့ အာလက်ရှိချန်ပီယံတော့နိုင်ထားတဲ့အသင်းတွေ Brighton လောက်ကတော့ဘာဘာစာဖွဲ့ပါတယ်ပေါ့နော်အဲ့တော့ချန်ပီယံအသင်းတွေနဲ့ရယ်ကန်ကျင်တယ်ဆိုတော့ United Brighton တွေလည်းရှိရယ်ဆိုတော့အဲအဲ့တော့ဟိုလောလောဆယ်မှာတော့ကျွန်တော်တို့ကကိုချင်းကြီးနဲ့ကိုဆိုးဆိုးပြောလို့အဲမန်ယူအနိုင်လို့ပဲဒီပွဲကိုဟိုအဖြစ်ချက်ပါပြောချင်ပါတယ်ဆိုတော့အဲ့လိုပဲပြောရမယ်ပွဲဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ not the bad ဘောလုံးရက်ွက်ပေါ့လေကျွန်တော်တို့ရဲ့ဟိုဒီမှာဂရိစကားလေးတစ်ခုဒီမှာ not the bad ဘောလုံးရက်ွက်မှာအကယ်၍ United သာဒီနေ့ Brighton ကိုနိုင်ခဲ့သည်ရှိတော့နောက်တစ်ပတ်ဘောလုံးရက်ကွက်ကစပြီးတော့ကျွန်တော်ကနောက်ပိုင်းမှာဘောလုံးရက်ကွက်အစီအစဉ်တိုင်းမှာ United ကိုချစ်ခင်မှုနဲ့စားနောက်တာတွေပါတယ်ကျွန်တော်နောက်မလုပ်တော့ဘူးလေးစားမှုနဲ့သူ့ရဲ့အရှိအရှိတိုင်းကိုလက်ခံပြီးတော့အခုလည်းလက်ခံပါတယ်ဟုတ်လေသူအဆင်မပြေလေးတွေတော့စားနောက်နေအဲ့တော့ဟို United ကိုတကယ်လေးစားမှုနဲ့အဲဒီ Amorin နဲ့ United လမ်းကြောင်းမှန်ပေါ်ကိုပြန်ရောက်လာပြီဆိုတဲ့အကြောင်းလေးအဲသူနဲ့ပတ်သက်ပြီးတော့ ပို့ပြီးတော့ဒီတန်းတန်းပေါ့အခုဟာသာတွေပြောနေရတာများနေဟာသာတွေဖြစ်နေကြတာများတာ哦အဲ့တော့ဒီတန်းတန်းလေးလည်းပို့ပြောခြင်းနဲ့ပို့ပို့လည်းပြောပေးရစီလို့ဆူတောင်းပါတယ်ပြောခွင့်လည်းရကြင်ပါတယ်เนาะကဲအဲ့တော့ဒီနေ့ရဲ့အာကျွန်တော်နောက်ထပ်ပွဲတစ်ပွဲသုံးသပ်မှာလီဗာပူးလီဗာပူးကအဝေးကွင်းမှာဘရန်ဖော့ဘရန်ဖော့နဲ့ကစားရမယ်အဲ့တော့လီဗာပူးဘာဖြစ်သွားတာလဲပေါ့เนาะပြီးခဲ့တဲ့အာဒီဒီပြီးခဲ့တဲ့ဒီအော်တိုဘတ်တလာလုံးပေါ့လေဒီတတလာလုံးမှာ လီဗာပူးဘလူတွေကြော်ဖြတ်နေရလဲဘလူပဲဘလူတွေရင်ဆိုင်နေရလဲလက်ရှိချန်ပီယံများကျွန်တော်တို့ဒါဆိုဒီဒီဟိုမြို့အနေနဲ့ပြောရရင်ဒါအခမ်းအနားဆုံးဒီမြို့တော်ကြီးမြို့ပြားကြီးတစ်ခုเนาะเอ่ออะคูဆိုလို့ရှိရင်ကျွန်တော်တို့อ่ะဟိုပင်လယ်ပြင်အောင်မှာဟိုတင်မောကြီးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲတိုက်တန်းနေတင်မောလို့ပေါ့ဗျာလူတွေအများကြီးနဲ့ဟိုပျော်စားထွက်ပြီးပျော်စရာတွေတချင်းနေဆိုကြအခန့်ပွဲတွေကာကုန်တာတွေနဲ့အဲ့လိုပေါ့ဖြောပြေးပွဲတွေနဲ့ဥချက်ချင်းအဲ့တင်မောကြီးထိုးမြုပ်သွားသလို ဆိုတော့အပြောင်းလဲအမြင်လုံးနေပေါ့လို့မနေ့ကနေ့တနေ့ကနေ့ကလုံးဝအသွင်းကွာကွာချသွားတယ်ဘာတွေဖြစ်ကုန်ကြရလဲဟိုလီဗာပူးအဲ့လောက်အဖက်မစင်နိုင်တော့လောက်တဲ့အချိန်တွေများရောက်သွားခဲ့ပြီလားပေါ့အဒီကတော့ကိုချင်းကြီးစပြောပါဟုတ်အဲ့ကိုကိုပြောသလိုပဲကျွန်တော်တို့ကလည်းယုံဖို့ခက်တယ်ပေါ့နော်ဘောလုံးကဒါပေမဲ့တော်တော်ဆိုင်းပြရတယ်ပြဘောလုံးမှာဟိုဝေဖန်မှုတွေချီချူးမှုတွေဆိုတာအမြင်ဒွန်တွဲနေတာအရန်ကောင်းသွားရင်အရန်ချီဟိုချီချူးခံရသလို အဲ့လိုတပွဲသားတပွဲသားရှုံးလိုက်တာနဲ့လေဝေဖန်မှုတွေပြန်ရောက်လာဒါလီဗာပူးအသက်သေးပဲယာတီဖာပရီးမီးယားလိ9ပွဲဆက်နိုင်တယ်ယာတီစာပြိုင်ပွဲဆို9ပွဲဆက်နိုင်တယ်အဲ့မှာမေးကောကလီဗာပူးကိုမရက်တတ်နိုင်ကြတော့ဘူးလားမနစ်ကချန်ပီယံဒီနှစ်လည်းအရန်လွယ်နေပြီလားဗောနော်အဲ့တော့ခုရှုံးပဲရှုံးတော့လေတပွဲလည်းမဟုတ်2ပွဲလည်းမဟုတ် तू ကမရက်နိုင်တော့ဘူးချန်ပီယံလိမှာလည်းရှုံးတယ်ပရီးမီးယားလိမှာဆို3ပွဲဆက်ဗျာဒါအာနီစလော့လက်ထက်မှာဒီ2နှစ်မပြည့်သေးတော့တစ်နှစ်ကြော်ကြော်တည်းမှာ2နှစ်မပြည့်သေးဘူးအဆိုးအဝါဆုံးခိုက်တံပဲပြိုင်ပွဲဆိုမှာ4ပွဲဆက်ရှုံးပရီးမီးယားလိမှာ3ပွဲဆက်ရှုံးဒီမှာမြင်တာကတော့ ကွင်းတွင်းခြေစွမ်းမှာအရန်ကြီးထိုးပြီးတော့ရုပ်ပြက်ဆင်းပြက်ဖြစ်နေရမျိုးမဟုတ်ဘူးဟိုခန်စစ်လည်းအရန်ကြီးမဟာရရဆိုးနေမှာမနစ်ကတဲ့ဆိုင်တော့ခန်စစ်နည်းနည်းလေးညော့သွားတယ်ကွင်းလယ်ပိုင်းမှာမနစ်ကလောက်ဟိုအသင်းကို balance မလုပ်ပေးနိုင်တော့တာမျိုးမြင်ရတယ်ပြဿနာကတိုက်စစ်ဒီနေ့အပြောင်းလဲတော်တော်လေးလှုပ်ထားတယ်တိုက်စစ်ပဲတောင်နူးလည်းစုမရှိတော့လားချူတာလို့မရှိတော့လားဒီရက်တော့မရှိတော့လားဒီရက်ကတော်တော်လေးလွမ်းကြပေါ့သူက versatile ဖြစ်တော့ဘယ်တောင်မှမလဲရတယ် force night လေးရတယ်ပြီးတော့ salar ရင်းတော့ farmi လို့လှုပ်ခဲ့တဲ့အလုပ်ပေါ့ကွယ် salar နဲ့ mane ကိုလိုက်ချိတ်ပေးခဲ့တယ်လို့ပေါ့အဲ့တော့ ဂပိုတဲ့ဆာလာနဲ့ကောင်းကောင်းအလုတ်လုံနိုင်မှုအတွက်ပြိုင်ဘက်တွေကိုဒီမှွေနှောက်ပြီးတော့စပိတ်တွေယူပြီးတော့နေရာလွတ်တွေဆာလာတို့ဂပိုတို့ကနေရာလွတ်တွေရဖို့ကိုကွဲလဲရလူတွေနေရာလွတ်တွေရဖို့လူဝတီကအလုတ်လုံပြီးခဲ့တာအခုချိန်တော့ပြန်ပြီးလွမ်းစရာပြန်ဖြစ်လာတာပေါ့ဒီချိန်မှာဘာဖြစ်လာလဲဆိုတော့ပြောင်းလဲတကြီးအာဂိုတကြီးနဲ့ခေါ်လိုက်တဲ့ iset လုံးဝအလုံးမဖြစ်ဘူးပြီးခဲ့တဲ့ united ပွဲမှာဆိုဖြုံးတီးတာကြီးအများများလုံးနဲ့ဟိုကျွန်တော်ညူကဆင်မှာတီးခဲ့တဲ့ iset မဟုတ်ဘူးပြန်ဒါကြီးက ်တတော်ဆိုးနေတာအသေးနဲ့အမ်ဝင်သေးဘူးဆိုတော့လုံးဝသိတာတယ်ဆာလာရိုဂက်ပိုရိုနဲ့လည်းချိတ်ဆက်မှုတွေအားမကောင်းဘူးတူးချင်းတွေမှာလည်းရလာတဲ့ခွေးတွေအဆုံးသက်တာတွေလည်းအရင်ရဆိုလှည့်ကြည့်ကြရမလို့တဲ့အီဆက်ကဘာတွေဖြစ်နေမှမသိပြီးတော့ဆာလာကိုယ်တိုင်ကြာသွားတယ်ဒါကျွန်တော်လက်ခံပြိုင်ပွဲဆုံး၄ပွဲတည်းရှိပြီးဂိုးပေါက်ပြောက်တာလုံးဝအပိုင်ခွင့်ရေးလို့ပြောလို့ရတဲ့ဒီတကယ် clear cut ချက်နေတော့မှဆာလာလွဲနေရဆိုတော့ပြီးခဲ့တဲ့ပွဲတွေမှာဆာလာကတကယ်ကိုဒါဒီချိန်မှာအန်နီစလော့ရဲ့အမှားတစ်ခုတော့ရှိတယ်ခြေစွမ်းမကောင်းတာတိတိနဲ့ဆာလာကိုသူလိုင်းရလဲမအောက်ရဲသလို လဲလေလူသားလဲစောစောမလဲရဘူးမနေ့80 80လောက်မှပဲလဲရဲတယ်စောစောစီးလဲမထုတ်ရဘူးအာနီစလော့ကိုရိုင်းလဲဆာလာမတူရဲမထီရဲဆိုတာမျိုးသွားဖြစ်နေတယ်လို့ခံစားရတယ်ဗောလေပြီးတော့တိုက်စစ်ပိုင်းမှာအီဆက်တဲ့ဆိုင်အီဂီဒီဂီကအများကြီးပို့ပြီးအံဝင်တယ်ဒီချိန်မှာနာမည်ကိုမကြည့်နဲ့ကျွန်တော်တို့အသင်းနဲ့ပို့ပြီးလိုက်ထည့်ကစားမှရွေးရလိမ့်မယ်အီဂီဒီဂီကိုပို့ပြီးနေရာပေးရလိမ့်မယ်လို့ထင်တယ်အဲ့ဒီပြဿနာလေးတွေတစ်ခုချင်းစီတော့အဲ့ဒီဆိုတော့ဖြည်းဖြည်းချင်းတော့ဖြည့်ရှင်းရလိမ့်မယ်အဓိကတော့ဆာလာကိုတရာတီလုံးပုတ်တောင်မှတပွဲစားနှစ်ပွဲစားလောက်လိုင်းအလေးပြန်အောင်ဒါမှမဟုတ်လဲ ဟိုခြေသွမ်းမကောင်းဆိုရင်ပထမပိုင်းပြီးလောက်မှာလည်းရဲဝင်လူစားလဲဒါမျိုးလေးတွေလှုပ်ရဲဖို့လိုလားကျွန်တော်ဆာလာဆိုတာလီဗာပူးရဲ့ living legend တကယ်ကိုဂန်တွင်ကစားမလီဗာပူးရဲ့တမိုင်းတစ်ချက်အကောင်းဆုံးကစားမတွေထဲမှာတေချာပေါက်ပါတဲ့ကစားမဒါပေမဲ့ဒီဟာဒီလက်တလောလေးမှာသူခြေသွမ်းကြနေတယ်ဒါအောင်ငင်းလို့မရဘူးအဲ့တော့သူ့ရဲ့ဒီဟာကိုငဲကွက်ပြီးတော့သူ့မတူရဲမထီရဲလုံနေအသိအတွက်အများကြီးပို့ပြီးနှစ်နာသွားနိုင်တယ်ဆိုတော့ဒီပြဿနာလေးတွေကိုအန်ဒီဆိုတော့ဖြေရှင်းရလိမ့်မယ်လို့ထင်တယ်ဟုတ်ကဲ့အာလီဗာပူးရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေလေးတွေကတော့ကိုချင်းကြီးပြောဆိုတာတော်တော်လေးအမြင်သာထင်သာလေးတွေ့ရပါတယ်အဲ့တော့ဆိုရင်တော့ဒီပုံမှာ အာပြောပြပါအောင်လီဗာပူးနဲ့ပတ်သက်ပြီးဟုတ်တကယ်ဟိုရလက်တီကဟိုဗောနော်ကျွန်တော်တို့ထင်ထားရတယ်ပြောင်းမြန်နေဖြစ်နေမနစ်ကကြတော့လုံးဝဒီနီးပြနဲ့ဒီတင်ရတရားဒီလုံးဒီလိုမျိုးဗျာဒီလိုကာလာမျိုးကိုကြုံတော့မကြုံလိုက်ရအောင်ဒါပေါ့ဟုတ်ဖလားသာရပါတယ်သူအဲ့လောက်ခက်ခဲပါတယ်ဆိုတဲ့ကာလာမျိုးမနေ့ပွဲလည်းမသိရှုံးနော်တခါအခုဒီနေ့ကြတော့ United နဲ့ပွဲရှုံးတဲ့ရှုံးပွဲပြင်းတော့တချို့အရာတွေကြတော့ဟိုမာဂျင်လေးရတဲ့တိတိလေးဗျာအမှန်တမ်းပြောသူတို့ဂိုးရနိုင်တဲ့အခွင့်အရေးတွေအများကြီးရှိခဲ့တာပေါ့နော်ဟိုမှာ ကပူရဲ့ကန်ကြက်နှစ်ကြိမ်တိုင်ထိသွားတာတို့ကပူအပိုင်ကောင်းတဲ့ချက်ရတာတို့ဆာလာအပိုင်ကြီးဝင်လာလို့အေရီယာထဲမှာအနီးကပ်ကန်ခွင့်ရတာမကိုးတာတို့အဲ့လိုမျိုးတွေကပွဲရလက်ကိုအများကြီးပြောင်းလဲနိုင်တယ်ဆိုတာဒါတွေကအသင်းရလက်ထိုးကြနေချိန်မှာနောက်ဆက်တွဲပေါ့နော်ပြဿနာတွေဖြစ်လာတကယ်ဆိုဒါတွေကသူတို့အတွက်ဂိုးကိုအသင်းနဲ့အလုံးမျိုးတွေကွာလေးချိန်မှာအဲ့ဘစ်ချန်လေးချိန်မှာအနည်းဆုံးနှစ်ချိန်သုံးချိန်လောက်ဂိုးလို့ရတဲ့အနေအထားမျိုးတွေမကိုးခဲ့ဘူးဆိုတော့ဒါအသင်းပြုတ်ပြက်နေပြီဆိုရင်နောက်ဆက်တွေဖြစ်လာတဲ့ပြဿနာအဲဆိုအခုအာနီစလော့ဖြစ်နေရလဲအဲ့ဒါပဲအသင်းရိုင်နေတဲ့အချိန်မှာသူဒါကိုပြန်ပြီးတော့ ဟန်တယ်မလုံနိုင်ဘူးနော်တက်မအောင်မလုံနိုင်အသင်းပုံမှန်သွားနေချိန်မှာကြာဒီဖလိုးနောက်မှာတရာသေးလို့အမှားရမရှိသူသွားနိုင်ပေမဲ့အသင်းတကယ်ချင်းတဲ့ချက်တွေရောက်လာချိန်မှာသူစီမှာအဲ့လောက်လုံနိုင်စွာမရှိဘူးလားဆိုတဲ့တန်တရာဖြစ်လာတယ်ပေါ့ကျွန်တော်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ရဲ့ social account မှာတော့တင်ထားတယ်မနစ်ကအာနီစလော့က AI များလာပေါ့နော်တခါမှသူကဟိုလူလို့တော့မထင်ရဘူးဒီနှစ်ကြာမှတကယ်သူကနဘူးလေလူအမှန်မနစ်ကလည်းဒီလိုအခြေအနေတွေကကြုံခဲ့ပြီးမှရခဲ့ကျွန်တော်ဒီလောက်တောင်ပြောနေကြမှာမဟုတ်ဘူးနော်မနစ်ကကြာအရန်ချောမွေလို့နေဆိုဒီနှစ်ကတော့လေဘာဦးနဲ့လေဘာဦးနဲ့လမ်းကြောင်းမတစ်ခုကိုပြန်ရောက်ဖို့က ီလိုပွဲမျိုးတွေမှာတခုခုပြန်လှုပ်ပြဖို့လိုလာပြီအဲ့လိုမှမဟုတ်ရင်တော့တိုက်တဲ့အတွက်တကယ်ကိုအန္တရာယ်များတဲ့အနေအထားမျိုးဖြစ်သွားမှာတဲ့ဟုတ်ကဲ့အာလီဗာပူးကတော့ရှိမှာတော့ဒီပရီးမီးယားလိနှစ်ပွဲရှုံးတယ်ယူနိုက်တက်မတိုင်ခင်ကနော်ဟိုချန်ပီယံလိဒီပွဲရှုံးထားတယ်အခုအဲ့တော့ဒီကူပွဲကြတော့လဲအန်ဖီဖြစ်နေတော့ရမ်းမတွေ့ကြဘူးဒါပေမဲ့ ရှုံးလိုက်တာလည်း United သွားဖြစ်နေတယ်ပြီးတော့ရှုံးလိုက်တာလည်း FV မှာဖြစ်နေတယ်ရှေ့မှာလည်း၃ပွဲဆက်ရှုံးတာတော့ပို့ပြီးတော့ဟိုကျွန်တော်တို့မြင်သာထင်သာလူပြောစရာကတူပြောစရာဖြစ်သွားပါဘောလေ FV မှာဟို United ကဟိုဟာတာသွားလုလိုက်တယ်လို့ဖြစ်သွားတာเนาะကဲအဲ့ဒီတော့ပွဲရက်လက်ပေါ့လေအခုပွဲကကျွန်တော် Bradford အဝေးကွေးမှာအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပြိုင်ဘက်ကဘယ်သင်းလဲလို့ကျွန်တော်တို့နာမည်မယူရင်တောင်မှ Liverpool ကဒီပွဲကိုပြန်နိုင်မှ Premier League မှာနိုင်မှဖြစ်တော်မယ့်အခြေအနေမျိုးဆိုတော့ပွဲရက်လက်ဦးချင်းကြီးဘယ်လိုထွက်သွားမှာထင်လဲပေါ့ဟုတ် ဒီမှာတော့ကျွန်တော်လေပါဘူးအနိုင်မဲပေးရမှာဟုတ်ဘာလို့ဆိုတော့အာဆင်နယ်ကိုဒီနောက်ဆုံး၃ပွဲဆက်မရှုံးခင်မှာ၄မှတ်တာအနေနဲ့အခြေအနေကနေအဲ၅မှတ်တာနေတဲ့အခြေအနေ၅မှတ်တာနေတဲ့အခြေအနေကအခုအာဆင်နယ်ကတော့သူ့ပြန်ပြီး၄မှတ်ပြန်ဖြတ်သွားပြီဆိုတော့၃ပွဲဆက်အရှုံးကိုတော့ရက်နိုင်ဖို့လိုတယ်ဟုတ်ဟိုခြေစွမ်းနေရက်လက်တွေဖြစ်နေတဲ့အကြောင်းကလည်းခဏမေးလိုက်ကွယ်ဒါကိုကိုကကိုဖြစ်နေတာကိုကကိုကြိတ်ဖြစ်ရှင်းဘလို့နီးနေမဆိုရအောင်ဒီပွဲတော့ပြန်နိုင်ဖို့လိုတယ်အဲ့တော့ဂိုးတော့ပြတ်ဖို့ရမလို့တည့်တဲ့အချိန်မှာလီဗာပူးက ိုလက်ရှိအချိန်မှာတော်တော်လေးတဲရခတ်နေရဆိုတော့တို့တော်တော်လေးအတွက်တို့ဖီးယားတွေအရန်များနေတဲ့အချိန်ဆိုတော့ကိုပြတ်ဖို့ကတော့မလွယ်ဘူးဒါပေမဲ့ ကျွန်တော်လီဗာပူးပြန်နိုင်သွားလိမ့်မယ်ထင်တယ်2-1လောက်နိုင်မယ်ထင်တယ်ဘရန်ဖို့ကလည်းခေးတဲ့အသင်းမဟုတ်ဘူးဗျာဒီရသီးမှာယူနိုက်တက်ကိုလည်းအိမ်ခွေးမှာ3-1နိုင်ထားတယ်ချဲစီကိုလည်း2-2ကန်ထားတယ်မန်စီးတီးအသင်းကိုပဲအိမ်ခွေးမှာ1-0နဲ့ကတ်ရှုံးထားတယ်ဆိုတော့ဘရန်ဖို့ကလည်း short တော့လို့မရဘူးသူ့အိမ်ခွေးဆို short တော့လို့မရဘူးဆိုတော့လီဗာပူးကခတ်နိုင်တယ်ဒါပေမဲ့အချိန်တွေကလီဗာပူးနိုင်ပွဲအရန်လုံနေတဲ့အချိန်မှာတော့လီဗာပူးကတ်နိုင်သွားမယ်ထင်ပါဟုတ်ကဲ့ကိုစိုးရတော့ရလက်လေးသုံးသပ်ပေးပါကျွန်တော်ကနည်းနည်းလေးဒီပွဲမှာတော့လီဗာပူးရဲ့လက်ရှိဖြစ်နေတဲ့ဟာပေါ်မှာကျွန်တော် စိုးရိမ်လာတယ်နော်စိုးရိမ်လာပြီးပြီးတော့ဘရန်ဖို့က PR အရန်ခင်းနေတယ် ဒီလိုပွဲမျိုးမှာဘာမှသူ့ဘက်ကပြဿနာမရှိဘူးခွာသူတို့ရဲ့တိုက်စစ်ကလည်းတကယ်တမ်းပြောရင်တော့ ego tier ကိုလို့ဆိုရင် goal တော်တော်မြူနေတာပေါ့ငါ goal လောက်တောင်သွင်းထားရဆိုတော့ဒုက္ခပေးနိုင်တယ်ဒီပွဲကကျွန်တော်အထင်တော့ Liverpool တင်းရဲ့ခံစစ်ကြောင်းအားနေချက်တွေဒီရသည်မှာ Liverpool ကပွဲတိုင်းအဲ့လိုပါတော့ goal တွေပေးနေရတဲ့အခြေအနေတွေပြီးခဲ့တဲ့မေရနေစောက်တတ်မှာဆိုရင်နှစ် goal နဲ့အထက်ပေးထားတဲ့အများဆုံးအသင်းကသူဖြစ်နေရှစ်ပွဲလားမသိရှိရဲဆိုတော့ကျွန်တော်အဲ့အနေထားသူတို့ရက်တက်မှာမဟုတ်သေးဘူးအပြန်အလှန် goal တွေထပ်ပြီးမြင်ရလိမ့်မယ် Brentford တည်ရလောက်ခံကန်သွားရင်လည်းဒီပွဲကိုကျွန်တော်ကတော့သိမ့်မအံ့အောင်ဆိုတော့ကျွန်တော် Brentford ကိုကျွန်တော်ရွေးချင်ပါတယ်ဟုတ်ကဲ့ကိုဆွေးတော်ကတော့ဒီပွဲကို Brentford ဘက်ကလည်းခွင့်ရရှိနေတယ်တီလောက်ယူသွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုဆွေးတော်ကတော့ Brentford အခြေအနေလေးမဆိုးနိုင်လို့တုံ့တက်ပါတယ်ခုချင်းကြီးကတော့ Liverpool ဒီပွဲမှာတော့ရှုံးပွဲတွေရက်တက်လိုက်မယ်လို့တော့ယူဆပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်တို့ရဲ့ဒီနေ့တင်ဆက်မှုကိုဒီမှာနားချင်ပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီပွဲကို Liverpool ဟိုဘယ်လိုပြောရမလဲကပ်ပြီးတော့နိုင်သွားနိုင်မယ်လို့ပဲတုံ့တက်ချင်ပါတယ်ဒါလည်းဟိုတခြားတော့မဟုတ်ပါဘူး ဟိုလီဗာပူးကိုဒီအခက်အခဲကြားတွေကလောလောဆယ်တော့ခဏတစ်ဖြုတ်တော့ယုံထွက်စေချင်ပြီအဲ့အဲ့ဆန္ဒလေးပါပဲเนาะအဲ့တော့မလက်ဖန်စီစဉ်မှာပြန်ဆုံးကြပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပရိသတ်များခင်ဗျာကျွန်တော်တို့ဘုန်းလေးရက်ွဲဒီနေ့တင်ဆက်မှုကိုဒီမှာရန်လာကြပါလေမနေ့ဖက်မှာလည်းကျွန်တော်တို့ဘုန်းလေးရက်ွဲအစီအစဉ်ကိုပရိသတ်တွေအားလုံးဆောင်မြောကြည့်ရှုအားပေးကြပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့ကျွန်တော်တို့တင်ဆက်မှုကိုဒီမှာဆုံးသတ်လိုက်ပါတယ်ခင်ဗျာပရိသတ်များအားလုံးအတွက်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ